မင်္ဂလာပါရှင် Go Silent Company Limited မှာဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ HMB ယင်းနှမြုံနယ်မှုရဲ့အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်ရှင်ယင်းနှမြုံနယ်မှုအကြောင်းကြားတဲ့အခါမှာအများသောအားဖြင့်ပေါ့နော်လူတွေကအကျိုးကျေးဇူးတဲ့စိုးကြိုးတွေပဲပြင်းပြင်းကြရတယ်ပေါ့နော်အဲအနေဝက်ပုံစဉ်းစားမိတဲ့ကြတယ်ဒါပေမဲ့အိမ်ချမ်းမြေရင်းနှီးမြုံနှံမှုကတော့ရင်းနှီးမြုံနှံမှုအားလုံးထဲမှာမှာ ိုင်ဆိုင်မှုခိုင်မာဆုံးနဲ့ယုံကြည်စိတ်ချမှုမှုရှိဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ပဲဆိုချင်ပါတယ်ရှင်။ငွေကြေးဖောင်းပွားမှု inflation အဲဒါကတော့နှစ်စဉ်နှစ်တိုင်းပေါ့နော်မြန်မာအနှံ့ကမ္ဘာအနှံ့ဟိုလူလူတိုင်းကြုံနေရတာပေါ့နော်အဲဒါဒီမှာဆိုလို့ရှိရင်တစ်နှစ်တည်းတစ်နှစ်ပေါ့နော်အဲကုန်စည်နှုန်းတွေတက်တယ် အဲနောက်ပြီးတော့အဲဝန်ဆောင်မှုစိတ်တွေလူနေမှုစိတ်တွေမြင့်မားလာတယ်ပေါ့နော်အကြဘက်တော့မရှိဘူးအတက်ဖက်ပဲရှိတယ်အဲ့လိုမျိုးနေစဉ်သုံးဆဲမှုတွေအတွက်စိုးကြိုးတွေဖြစ်မြင်ရပေမဲ့ပေါ့နော်အိမ်ချမ်းမြေရင်းနှီးမြှုပ်နှံမှုကတော့အကျိုးကျေးဇူးကြီးမားလာပါတယ်ရှင်တန်မိုးတက်လာမှု appreciation မှာဆိုလို့ရှိရင်ငွေကြေးဖောက်မှားမှုကဈေးနှုန်းတွေကိုမြင့်တက်စေတယ်ဈေးနှုန်းတက်တဲ့အခါမှာလည်းမမီတို့ရဲ့ပိုင်ဆိုင်မှုတန်မိုးတွေကလည်းတက်လာတယ်ပေါ့နော်။ဥမာတိုက်ခန်းတွေဝယ်ယူထားတဲ့ရင်းနှီးမြှုပ်နှံမှုရှင်တွေက နော်ငွေကြေးဖောင်းပွားမှုမြင့်လာတဲ့အခါမှာကိုယ့်ရဲ့အိမ်ငန်းငားရန်ကတွေလည်းမြင့်တက်လာတယ်ပေါ့နော်။ငားရန်ကတွေမြင့်တန်မိုးတက်ရတဲ့အခြားအချက်တွေကတော့အဲအတိုးနှုံးနေအတိုးနှုံးနေနောက်ပြီးတီနေရာ location ပေါ့နော်။မိမိအိမ်ရဲ့တီနေရာဟိုလမ်းမပေါ်မှာရှိတဲ့အိမ်ရဲ့ ဟိုပေါက်ဈေးနဲ့ငှားရံကားနဲ့လမ်းတွေထဲမှာရှိတဲ့အိမ်ရဲ့ပေါက်ဈေးငှားရံကားတွေကလည်းမတူညီဘူးပေါ့နော်။နောက်ပြီးတော့စီမံကိန်းရှိတဲ့နေရာတွေအော်ဒီနေရာကတော့လေဈေးစောင့်မယ်။အဲဒီနေရာမှာတော့ဟိုဘန်ဒိုက်ဘန်ကြီးလာဖွင့်နေပေါ့နော်။ဒီနေရာမှာ shopping mall ဖွင့်နေတဲ့အတွက်အာဒီအိမ်ငှားရံငှားရံကားဈေးတွေလည်းမြင့်သွားတယ်ပေါ့နော်။အဲအဲ့လိုမျိုးတွေပေါ့မူတည်ပြီးတော့အဲအိမ်ချမ်းမြေတန်ဖိုးတက်မှုတွေကတော့ကွာခြားပါတယ်ရှင်။ နောက်ပြီးတော့ယင်းနှိမ့်ညံမှုခွဲဝေခြင်း diversification ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကြက်ဥတွေအားလုံးကိုချင်းနှောင်းတစ်ခုတည်းကိုစုပြုံပြီးမထည့်နဲ့ပေါ့နော်အဲအဲ့လိုမျိုးပဲယင်းနှိမ့်ညံမှုလောက်တဲ့အခါမှာဆိုလို့ရှိရင်လည်းပေါ့နော်အာအားလုံးကိုတခုတည်းကြီးပဲယင်းနှိမ့်ညံလို့ရှိရင်တော့အဆင်မပြေနိုင်ဘူးပေါ့နော်ဒီတခုရှုံးတာနဲ့ကိုယ်စီးတဲ့ဥစ္စာလည်းကုံသွားတတ်တယ်ပေါ့အဲ့ဒီအဲ့လိုမျိုးမှာဆိုရင်များသောအားဖြင့်လူတွေကယင်းနှိမ့်ညံကြတယ်ဆိုရင် ကားတို့ရွှေတို့ store share ရတော့မှအများဆုံးအဖြစ်ရင်းနှီးမြှုပ်နှံကြတယ်။ကားဆိုလို့ရှိရင်လည်းတက်ရင်တော့မြတ်တယ်ပေါ့။အဲဒါပေမဲ့ဟိုကားစေးပြိုတဲ့အခါဆိုလို့ရှိရင်လည်းဝဲသူပေါ့နော်မနေ့လိုက်ရှာပြီးအဖေခေါ်ပြီးလိုက်ပြီးတော့ကားဝဲပါရောင်းနေရတဲ့ဟာမျိုးတွေလည်းကြုံခဲ့ရဘူးတယ်ပေါ့နော်။နောက်ပြီးတော့အဲရွှေဆိုလို့ရှိရင်လည်းအဲတက်တက်ရင်သာတက်တယ်အဲကြတယ်ဆိုလို့ရှိရင်လည်းကြပြီးရွှေစည်းအေးနေတဲ့အချိန်ကျရင်လည်းကိုယ်ကတက်စည်းနဲ့ဝယ်ထားမိတယ် အော်ဒီထက်တက်နိုင်မလားဆိုပြီးတော့ရွှေကိုအလားလာဆောင်ပြီးတော့နေတယ်ပေါ့နော်။ဒါပေမဲ့ရွှေစည်းကမတက်လာဘဲနဲ့အကြဘက်ကိုဥတည်နေတယ်ဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ပိုင်းဆိုင်ကို access တွေရော့သွားတယ်ပေါ့နော်။အဲ now store share တွေအ store share တော့အစိုးဆုံးပေါ့နော်။အတက်ကြအရန်ကျန်းတယ်။အတက်ကြကျန်းတယ်လို့အဲပိုင်းဆိုင်မှုတွေကလည်း rate တွေကလည်းအာအဲ့လိုမညီဘူးပေါ့နော်။အာတော်ကြနေကြရင်ထိုးပြီးမြတ်သွားပြန်ပြီ။တော်ကြနေကြရင်ဟာခွက်ခွက်လည်းရှုံးသွားပြန်ပြီ။ Store ရှုံးလို့ရှိရင်ဟို ဖက်ဆယ်လို့မရဘူးပေါ့နော်အဲအဲ့လိုရင်းနှီးမြှုပ်နှံမှုအများကြီးရှိတဲ့အခါမှာတော့ပေါ့နော်အဲ့ချမ်းမြေရင်းနှီးမြှုပ်နှံမှုလောက်ထားတယ်ဆိုလို့ရှိရင်တော့မျှတော့သာဟန်ချက်ညီပြီးတော့အနေရောရှော့ချပေးတယ်ပေါ့နော်ဘလို့ရှော့ချပေးလဲဆိုတော့အဲ့ချမ်းမြေဈေးတွေအေးသွားပြီစီအောင်အယောင်းတွေအဝဲတွေအေးသွားပြီစီအောင်အငှားဈေးကွက်ကတော့အမြဲတမ်းရှိတယ်ပေါ့နော်အဲ့လိုအငှားဈေးကွက်ရှိတဲ့အတွက်ပြီးတော့အငှားဈေးတော့ကလည်းကျတာတော့မရှိဘူးအမြဲအတက်ကြီးပဲအဲ့တော့ပုံမှန်ဝင်ဝင်လေးတစ်ခုကတော့ရနေမှာပဲပေါ့နော် ုံးဝဆုံးရှုံးသွားတာလည်းမရှိဘူးဒီဟာကိုရောင်းမှရှုံးမှကြာစင်းနဲ့ဖြစ်တယ်ဆိုလို့ရှိရင်လေဒါပေမဲ့ပုံမှန်ဝင်ဝင်လဲရတယ်ဗောနော် HME access ကတော့ဟိုယင်းနှိမ့်ညံမှုအလုံးထဲမှာတော့ခိုင်မာမှုအများဆုံးပဲဖြစ်တယ်ဗောနော်အဲ HME ယင်းနှိမ့်ညံမှု လောက်တော့မယ်ဆိုရင်တော့ Silent Company Limited ကိုဆက်သွယ်ဖို့တော့မမေ့ပါနဲ့ရှင်။ဒီပို့စလေးကိုမျှဝေပြီးတော့တင့်မိတ်ဆွေတွေကိုလည်း HMG ရင်းနှီးမြှုပ်နှံမှုအကြောင်းကိုပြောပြလိုက်ပါ။ HMG နဲ့ပတ်သက်တဲ့ဘူးထူတာတွေကိုပုံမှန်သိရှိခြင်းနဲ့ဆိုလို့ရှင်တို့ Silent Real Estate ကို page လေးကို like and follow လေးလုပ်ထားပေးဖို့မမေ့နဲ့နော်။တို့ Silent Company Limited ကိုဆက်သွယ်ခြင်းနဲ့ဆိုလို့ရှင်လည်း phone 09650599751ကိုဆက်သွယ်လို့ရပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။